ားပါရှင်။ Point Dunohan Matter မြန်မာငလျင်ဆိုင်ရာအကူအညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာဘာကြောင့်ရက်ရွာတွေထိခိုက်နေတာမှမရှိသေးရေးကအရေးကြီးတာလေ။ရက်ရွာတွေကိုပြန်လည်ထူထောင်နိုင်အောင်ဆိုတဲ့အရွယ်ချက်နဲ့အကူအညီခဲ့ကြပေမဲ့အဲ့ဒီအကူအညီတွေကြောင့်မိဖတ်တွေနဲ့ရက်ရွာတွေထိခိုက်သွားစေသလားဆိုတာအမြဲဆန်းစစ်နေဖို့လိုပါတယ်။ဒါကြောင့် RCS B Imagine Conflict Sensitivity အဖွဲ့ရဲ့စာတမ်းငယ်ပါစဉ်းစားတုံ့တက်ချက်တွေကိုမြင်ရပြီး Sister to Sister အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့မြို့တော်ကအပိုင်းလိုက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။မလ28ရက်နေ့ကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျင်အတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြရမှာထိခိုက်နေတာမှုမရှိစေရေးဒူနိုဟန်အတွက်စဉ်စားတုံ့တက်ရမယ့်အချက်တွေကအထမမြောက်အချက်ဖြစ်တဲ့သတင်းအချက်အလက်အမှားများဤတက်ရောက်မှုနဲ့သတင်းအမှောင်ချဒေတာများနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းအချက်အလက်အမှားများနဲ့ဆက်သွယ်ရေးအခက်အခဲများကြောင့် ရှုပ်ထွေးမှုတွေနဲ့မရေရာမှုတွေကိုဖြစ်ပေါ်စေပြီးငလျင်ပေးကယ်ဆယ်မှုတွေပြုလုပ်ရမှာအနောက်အရှက်တွေဖြစ်ပေါ်လာစေနိုင်ပါတယ်။သတင်းမှန်ကန်မှုမရှိတဲ့အခါဘယ်နေရာကတကယ်ထိခိုက်ပျက်စီးတာလဲဆိုတာမရေမရာဖြစ်စေပါတယ်။နေရာမှားတာအချက်အလက်လွဲတာတွေကြောင့်ဘေးဒုက္ခကိုကြုံနေကြရသူတွေရောကယ်ဆယ်ရေးသမားတွေပါနစ်နာမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။တချို့လူတွေကဆိုရှယ်မီဒီယာမှာနာမည်ကြီးဖို့အတွက်သတင်းလိမ်သတင်းအမှားတွေကိုဖန်တီးလို့ရှိပါတယ်။ ဥပမာအေဘလာ22ရက်နေ့မှာငလျင်ကြီးထက်လုံမဲဆိုတဲ့သတင်းအမှားဖြန့်နာမျိုးတွေဖြစ်ပါတယ်။ဆက်သွယ်ရေးအခြေခံအစအဦးတွေပျက်စီးခြင်းနဲ့ကန့်သက်တားဆီးမှုတွေကြောင့်ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဒေသခံပြည်သူတွေမှာသတင်းအချက်အလက်တွေအတည်ပြုနိုင်ဖို့ကြိုးစားနေကြပါတယ်။ဆက်သွယ်ရေးပြတ်တောက်မှုတွေကြောင့်ငလျင်လှုပ်ပြီးရက်အတန်ကြာမှမျိုးနယ်တစ်ခုချင်းစီရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုပို့ပြီးသိလာရတာတွေလည်းရှိပါသေးတယ်။ငလျင်ကြောင့်ဆက်သွယ်ရေးတာဝါတိုင်းနေပျက်စီးမှုကြောင့်တယ်လီဖုန်းဆက်သွယ်လို့မရတာ အာနာပိုင်တွေကသူတို့ရဲ့အားနည်းချက်တွေကို အများကသိမာတယ်ဆိုတာတွေကြောင်းကန့်သက်တာတွေကို ကြုံရနိုင်ပါတယ်။ဥပမာနိုင်ငံတကာသတင်းထောက်တွေကိုပြည်ဝင်ခွင့်မပေးတာမျိုးတွေပါ။ဒါကြောင့်မဲလုပ်ငန်းမတွေ့ကျမှုတွေတနေရာထဲမှာပဲပြုံတိုးနေမှုတွေတချို့သောငလျင်တန်သည့်ဒေသတွေမှာဆိုရင်အထူးသဖြင့်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းပြတ်တောက်တဲ့နေရာတွေကိုတွားရောက်ဖို့ပြက်ကွက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။အဲဒီလိုဒေသတွေကိုမသိနိုင်မမြင်နိုင်တဲ့အခါငလျင်တန်သည့်ပြည်သူတွေအတွက်ပိုပြီးဒုက္ခခံစားစေရသလို့ ကူညီကယ်ဆယ်မှုပြုလုပ်ရမှာလဲတာရူညီမြမရှိတော့တဲ့အနေအထားကိုရောက်သွားနိုင်ပါတယ်။ဒါအပြင်သတင်းတူသတင်းမားတွေအနေနဲ့နောက်ထပ်ငလျင်ကြီးတစ်ခုလာနိုင်မယ်ဆိုတာမျိုးနဲ့လူမှုကွေရဲ့စာမျက်နှာမှာ6လဖြန့်ဝေတာတွေကိုသတိထားပြီးမပြုလုပ်ကြဖို့လိုအပ်ပါတယ်။နောက်ဆက်တွဲငလျင်ကြီးတွေထက်လာနိုင်သေးတယ်ဆိုတဲ့သတင်းတွေကြောင့်ငလျင်ဘေးသင့်နေစေဒေတာခိုင်ပြည်သူတွေဟာထပ်မံထိတ်လန့်နေကြပြီးငလျင်အတိုင်းမထိတဲ့ဒေတာတွေမှာဆိုရင်လေနေရင်ဒီထဲမှာညမအိပ်ရဲကြပဲ ညအချိန်မတော်မှအေးအပြင်းထွက်အိတ်ကြရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့မှုပါတယ်။အဲဒီလိုသတင်းအမှားတွေဟာသတင်းရင်းမြစ်ရေရရမရှိတဲ့သတင်းတွေရှိသလိုအုပ်ချုပ်ရေးရန်နေရာလေပတ်နေသူတွေကိုယ်တိုင်လိုက်လံသတိပေးတာတွေလည်းတွေ့ရပါတယ်။မိမိကူညီလိုက်ခြင်းဟာတစ်ဖက်လူကိုကူညီရမရောက်ပဲဘေးဒုက္ခပါဖြစ်စေနိုင်တဲ့အဆက်ကိုသတိထားသင့်ပါတယ်။ဒီအပိုင်းမှာသတင်းအချက်အလက်အများကြီးတက်ရောက်မှုနဲ့သတင်းအမှောင်ချဒေသများနဲ့ပတ်သက်ပြီးထည့်သွင်းစဉ်းစားရမယ့်အချက်နှစ်ချက်ရှိပါသေးတယ်။ အဲ့ဒီအချက်နှစ်ချက်ကတော့နံပါတ်1အနေနဲ့ဆက်သွယ်ရေးပြတ်တောက်သည့်ဒေသများကိုဥတည်ခြင်းနဲ့နံပါတ်2အနေနဲ့ဆက်သွယ်ရေးသတင်းအချက်အလက်အမှားများရော့ပါအောင်ပြုလုပ်ခြင်းတို့ဖြစ်ပါလေဆက်သွယ်ရေးပြတ်တောက်သည့်ဒေသများကိုဥတည်ခြင်းအချက်မှာဆိုရင်အကူအညီရရှိမှုနေပါပြီးသတင်းအမှောင်ချခံထားရတဲ့ရဲရွာဒေသတွေကို အကူအညီပေးနိုင်ရေးအတွက်အဲ့ဒီဒေသတွေကိုလက်လန်းမိတဲ့ဒေသနာအခြေဆိုင်အဖွဲ့ငယ်တွေကနေတဆင့်မျက်စိလင်လင်နဲ့စူးစမ်းပြီးရှာဖွေဖော်ထုတ်တင်ပါတယ် ဆက်သွယ်ရေးအဟန့်အတားတွေကြောင့်အထည်ဒေတာတွေကိုလစ်လူရှူခြင်းပြစ်ပယ်ခြင်းတို့မပြုလုပ်သင့်ပါဘူးငလျင်လှုပ်ခတ်ပြီးရင်ဆက်သွယ်ရေးပြတ်တောက်တတ်တာကိုသတိထားပြီးငလျင်ကျော်နဲ့ဒီဆက်တဲ့ဒေတာတစ်ခုချင်းစီကသတင်းတွေကိုသတိပြုနားထောင်ဖို့လိုအပ်ပါတယ်အင်တာနက်ပြတ်တောက်နေခြင်းကိုထူကိုထကူညီကယ်ဆယ်ထားတဲ့ဒေတာနာရအဖွဲ့အစည်းလူပုဂ္ဂိုလ်တွေကိုဆက်သွယ်ရေးပြန်လည်ရရှိထားခြင်းမှာသူတို့နဲ့ပူးပေါင်းပြီးငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက်အလေးထားဆောင်ရွက်သင့်ပါတယ် အနာပိုင်းနေဟာသူတို့ရဲ့အားနည်းချက်တွေကိုမပေါ်လွင်ဖို့ရောလုတ်ပိုင်ခွင့်ကိုအတုံးချပြီးကိုကျိုးရှာဖို့အတွက်ပါသတင်းအမှောင်ချတာမျိုးတွေသတင်းထိန်ချတာမျိုးတွေပြုလုပ်လို့ရှိပါတယ်။တချို့နေရာတွေမှာမင်းတို့နေရာထက်ဆိုးတဲ့နေရာတွေအများကြီးဒီလောက်လေးဖြစ်တာနဲ့အခုအညီမယူခြင်းနဲ့ဆိုတော့နှုတ်ပိတ်ဟန်တားတာတွေရှိတတ်ပါတယ်။ဒါတွေကိုဒီတန်တရာအခြေဆိုင်အဖွဲ့ငယ်လေးတွေကပုံမှန်သိရှိနားလည်ပြီးလိုအပ်တဲ့နေရာတွေကိုထိရောက်တဲ့အခုအညီပေးနိုင်လေရှိကြပါတယ်။ တရင်အချက်လက်အမားများရောပါအောင်ပြုလုပ်ခြင်းအချက်မှာတော့တရင်အမားများနဲ့ကောလာဟာလာများကိုတံပြန်ခြေဖြတ်ရမှာဖွဲ့စည်းချိတ်ဆက်ထားပြီးသားယုံကြည်စိတ်ချရတဲ့ပြည်တွင်းအဖွဲ့များဒါမှမဟုတ်ပြည်တွင်းပြပရောနှောဖွဲ့စည်းထားတဲ့ကိုရက်တွေကိုအသုံးပြုပါယုံကြည်အားကိုးလောက်တဲ့ဒေသအလိုက်အတိအမှတ်ပြုလက်ခံထားတဲ့တရင်ရင်းမြစ်တွေကိုဆက်သွယ်ရေးလုပ်ငန်းတိုင်းမှာအသုံးပြုရမှာပါယနေ့ခေတ်မှာ AI အသုံးပြုထားပြီးတရင်အချက်လက်နဲ့မှတ်တမ်းတပ်ပုံအတုများကိုဖန်တီးနိုင်ကြပါတယ် ။ဒါကြောင့်ဤပညာပိုင်းဆိုင်ရာအထောက်အကူအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးသတင်းအချက်အလက်အမှားတွေကိုစစ်စစ်ဖော်ထုတ်ဖို့လိုအပ်ပါတယ်။သတင်းနဲ့ပတ်သက်ပြီးအစီအလာအရာယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်းတွေကနေသတင်းတွေရယူပြီးရသမျှသတင်းတိုင်းကို မြေပြင်နဲ့တိုက်ရိုက်စစ်စစ်ပြီးအတီးပြူတာတွေဆောင်ရွက်တင်ပါတယ်။ဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။ဒီအစီအစဉ်ကို Sister to Sister အဖွဲ့ရဲ့ပတ်မုံမှုနဲ့မြို့တော်ကအပိုင်းလိုက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ မြမငလျင်ဆိုင်ရာကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေမှာထည့်သွင်းစစ်ဆေးရမယ့်အချက်တွေကို နောက်နေ့တွေမှာလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။